ားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ငွေကြေးကြက်တဲတဲ့အချိန်မှာထိရောက်တဲ့30ချော့ချတဲ့နေလန်ကိုပြောပြခြင်းပါတယ်ကျွန်တော်ငွေကြေးကြက်တဲတဲ့အချိန်မှာဒီအ30ချော့ချတဲ့ကိစ္စဒီ cost cutting လောက်ရတဲ့ကိစ္စတွေကျွန်တော်တို့ရှိလာတယ်ရှိလာတယ်ဆိုတော့ကျွန်တော်တို့ဒီစီးပွားရေးလုပ်ငန်းတွေအတော့ပဲဖြစ်ဖြစ်နောက်ဒီတကွေတခါရဒီ personal finance အတော့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီအသုံးစိတ်ကိုဘယ်လိုချော့ချအောင်လဲဆိုတဲ့ကိစ္စကဒီ implant 3ပြုစရာကောင်းတယ်ကျွန်တော်တို့ဒီထိရောက်တဲ့အသုံးစိတ်ချော့ချဖို့ဆိုရင်တော့ အဓိကအပြင်နှစ်ချက်ပဲကျွန်တော်တို့အဓိကလောက်ရမှာပထမတစ်ချက်ကပါလို့ဆိုတော့ဒီကိုအတွက်တိတ်ပြီးတော့အရင်မကြည့်တဲ့တိတ်ပြီးတော့ကျွန်တော်တို့အဓိကမကြတဲ့အသုံးစိတ်တွေကိုကျွန်တော်တို့ကဒီမျက်မှန်ဆန်ဆန် short ချလို့ရတယ်နောက်တစ်ချက်ကတော့ကိုအတွက်အရေးကြီးတဲ့အခြေခံကြတဲ့ရရှိ investment ဖြစ်တဲ့အသုံးစိတ်တွေကိုတော့ကျွန်တော်တို့ကဒီချာလေးသတိထားပြီးတော့စစ်စစ်ဖို့လိုပါတယ်။အမကျွန်တော်တို့ကအရေးမကြီးတဲ့အရာတွေအမထားပါတော့အမကျွန်တော် shopping ခဏခဏထွက်တာတို့အမ dining ကိုကျွန်တော်တို့ကမကြခဏကျွန်တော်တို့အားနဲ့ရှောက်ပြီးတော့ထွက်စားတာတို့ ဟိုနောက်တစ်ခုကကျွန်တော်တို့ဒီ trip တွေပါတယ်ဆိုလဲခဏခဏပေါ့နော်ကျွန်တော်လူလာထက်ပို့ပြီးသွားတာမျိုးတွေနောက် entertainment တချို့ဆိုရင် channel ပေါင်းစုံမှာကျွန်တော်တို့ကဒီ subscribe လုပ်ပြီးတော့ပေါ့နော်ဒီ feed တစ်ခုပေးပြီးတော့အဲကြည်နေတာတွေတုံးနေတာတွေရှိတယ်တကယ်တမ်းညတော့ကိုတခြားလည်းမတုံးဘူးမကြည့်ပြက်ပြန်တယ်ကျွန်တော်တို့ကဒီ subscribe လုပ်ထားတာတွေရှိတယ်ဒါမျိုးတွေပေါ့ခုနတိတ်ပြီးတော့အခြေခံမကျတဲ့အရေးမကြီးတဲ့အရာတွေကျွန်တော်တို့ညမန်ဆန် short chat ပြလို့ရတယ်ဒီမှာ course ကိုကျွန်တော်တို့ကအများကြီး short chat ပြလို့ရတယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့အရေးကြီးတဲ့ အခြေခံကြရတယ်ရေရှည်အတွက်ကျွန်တော် investment ဖြစ်တဲ့အရာတွေကျွန်တော် training သေးသေးနဲ့စစ်စစ်တင်တယ်အဓိကပြန်တော့ကျွန်တော်တို့ကျမ်းမာရေးရဲ့ပညာရေးပေါ့လေကျမ်းမာရေးဆိုတာအတိအတိုင်းပဲလူတယောက်မှာကျွန်တော်တို့ကမကျမ်းမာရင်ဘာမှလုပ်လို့မရဘူးတချို့ငွေကြေးကြော်ကချမ်းသာနေတယ်ဒါပေမဲ့ဒီကျမ်းမာရေးမကောင်းလို့ဆိုပြီးတော့ကိုယ့်ရဲ့ငွေကြေးကြော်မှုရဲ့ရလတ်ကိုကျွန်တော်တို့ကောင်းမခံစားရတာရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကျမ်းမာရေးရေးကြည့်တယ်ဒါပေမဲ့အစားတော့ဘက်ကိုကျွန်တော်တို့ကအတုံးစေး short ချမယ်ဆိုရင်တော့ကျမ်းမာရေးနဲ့ညှို့ညှို့ညှတာတဲ့ စားတောက်မှုပုံစံနဲ့ကျွန်တော်တို့ short ချလို့မရတကယ်လို့မှကျွန်တော်တို့ကကျန်းမာရေးပြဿနာဖြစ်လာပြီဆိုရင်စရုပ်စရံပြေးရပြီအတိတော့ကျွန်တော်စေကူတာမှုခံယူရမှာဆိုလို့ရှိရင်ကျွန်တော်ခုန short ချတဲ့အသုံးစရိတ်ကိုကျွန်တော်တို့အားပေါင်းများစွာကုန်ကျစရိတ်တွေတက်လာနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ပညာရေးတည်လဲကျန်းမာရေးလို့ပဲပေါ့ကျွန်တော် long term investment ဖြစ်တယ်ကျွန်တော်တို့ရဲ့အနာဂတ်အတွက် life long learning ပေါ့နော်ကျွန်တော်လောက်အောင် တော့မယ်ဆိုတော့ကျွန်တော်တို့ဒီအခြေခံပညာရေးတယ်မှာကကျွန်တော်တို့ဒီနေ့စဉ်ကျွန်တော်ရဲ့ဒီအနာဂတ်အတွက်အလေးလာတဲ့ကိစ္စတွေဒီပေါ်တော့ကျွန်တော်တို့အင်ပန်အရေးကြီးတယ်အဲကျွန်တော်တို့ဒီမှာတချို့မှထားပါတော့စာအုပ်ဝယ်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်လိုအပ်လို့ကျွန်တော်တို့ဒီကိုယ့်ရဲ့ skill မြင့်ဖို့အတွက် training အတွက် course တွေပဲဖြစ်ဖြစ်စသဖြင့်တော့ကျွန်တော်တို့ရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီငွေကြေးကျတဲ့အချိန်မှာဒီ cost တွေကိုကျွန်တော်တို့ short ချတာလည်းရှိတယ်။အခုမှဒီအခက်အခဲဖြစ်တဲ့အချိန်မှာတချို့ ီအသုံးစိတ်တွေကျွန်တော်တို့မဖြစ်မနေလောက်ရအရှော့ချတာတွေမဖြစ်မနေလောက်ရတာတွေရှိတယ်အဲ့ချက်မှာအရေးကြီးတာကျွန်တော်တို့အတွက်တကယ်အရေးမကြီးတဲ့မလိုအပ်တဲ့အရာတွေကျွန်တော်တို့ကမြန်မာစားသားမြန်မာစားသားရှော့ချပြီးတော့ကိုယ့်အတွက်လိုအပ်တဲ့ကျွန်တော်တို့အနာဂတ်အတွက်မဖြစ်မနေ invest လုပ်ရမယ့် cost တွေတော့ကျွန်တော်တို့ကထင်းထင်းသိမ်းသိမ်းနဲ့စစ်စစ်တက်ပါတယ်ငွေကြေးတိုးတက်ရေးနဲ့စီဝိုင်းဆိုင်ရာဗီဒီယိုတွေကိုကြည့်ရှုနေတာဆိုရင်တော့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်